မင်္ဂလာပါနော်နွေးမိသားစုပေါင်းတို့ကြီးနွေး family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလေးဆ ्याम ကြီးခင်နေယူရေးသားထားတဲ့တခုပန်းဝတ္ထုကိုဆက်လက်ပြီးတော့မျှဝေဖက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်တခုပန်းအပိုင်းရှင်ကျမသည်ရန်ကုန်မှာလေတမအာဇီဝမဖြစ်၍သွင်းကုန်လိုင်စင်ရအလုပ်ကိုလည်းမလုပ်ရဟူမောင်းကဆိုပါသည် ကိုမြေကိုရာနဲ့အေးအေးလူလူလှူစားမည်ဆိုတော့လေလူတယောက်အတွေ့ district နယ်များတွင် အသက်ဘီယံမှလုံခြုံမှုမရှိသေးသမို့တကယ်ဆိုတော့မောင်စိတ်သက်သာစီလို၍သာပြေရပြေချောင်း ပြောခဲ့ရတော့လေမောင်စိယုံကားစင်းရင်ကျမတို့စီပွားရေးအတွေ့တခုတော့ကြံစားလောက်ကင်ရပေးမည်စီယုံကားသာတလ450ဆိုတော့လေဓာတ်စာစီဘူးကျမတို့တာမိစားတောင်းနေစီပါဆိုရင် ရန်ကုန်တွင်တလငွေတထောင်လောက်မှာဘယ်လိုကုန်သွားမှန်းပင်မသိပြီဖေဖေကလည်းအိုမင်းရီလာပြီးပြီဒီတခါတော့ကျမချစ်တော်တရပင်ကြီးကိုကျမခွဲခွာ၍ကြံတန်းသောအပြင်လောကတွင်ကျမသည် စီပွားရေးလှဲချမ်းကြီးကို မောင်းရတော်မူထင်ပါသည်စီပွားရေးအတွက်တွေးတော်ရင်ကျမအိပ်ပျော်သွား၏ကျမအိပ်ရောက်မှနိုးလင်အတာသည်စာတစောင်းလာပေးလေသည်စာမောင်မြောင်းမြမိမိထံကဖြစ်လေသည်သမီး ိမိစာရေးလိုက်သည်မောင်ခင်မောင်မောင်ရဲ့အခြေအနေအတော်ကောင်းလာပြီလို့မိမိတို့သိရသည့်အတွက်အလွန်ဝမ်းသာပါတယ်ဆရာဝန်ကြီးများကိုလည်းမေးကြည့်ပါ ပြန်လာလို့ရရင် ပြန်လာခဲ့စေချင်တယ်အเจ้าကတော့တမိဖေဖေဟာကောင်းကောင်းမမာဘူးခင်မျိုးဆက်ကိုလည်းမြောင်းမြောင်းကို ပြောင်းလာနိုင်အောင် ကြံဖန်ဖို့မိမိစာရေးလိုက်တယ်သမီးဖေဖေဟာသူ့ဝေဒနာကြောင့်ဒီတစ်ခါမှအားငယ်နေပုံရတယ်။အထူးသဖြင့် သူ့မြေကြီးမောင်ရီချမ်းကို အမြင်အောင်မိနေတယ်။တနေ့ကတော့ဝမ်းနေစကားပြောတယ်။မောင်ရီချမ်းကလည်းခုနှစ်နှစ်မပြည့်သေးတော့ငယ်နေသေးတယ်။သူမသေးခင်သူ့မြေကိုရှင်ပြုပြီးသင်ငန်းဝင်နဲ့မြင်သွားချင်နေတယ်။မိမိကတော့သူစိတ်သက်သာအောင်ယောဂါဟာမသိနိုင်တဲ့အကြောင်းပြောပြပါဗျ။ဒါပေမဲ့မိမိစိတ်ထဲမှာစိတ်ကိုယ်တာက ခင်မောင်မောင်နေကောင်းလို့ရှိရင် ပြန်လာကြပါ။ကလေးကိုစရီလောက်ဖြစ်ဖြစ် ာမနေသင်ငန်းဝတ်ပြလိုက်ခြင်း ਨੇ တမိဖေဖေလည်းစိတ်ကျေနပ်အောင်ဒါပါပဲကိုစိတ်နှဖျားချမ်းသာပါစေမိမိဖေဖေယောဂါမှာတော်ယုံတန်ယုံနဲ့တော့မိမိကရက်ခုလိုစားရည်မီမဟုတ်ပေမသေးခင်မြေဖြစ်သူကိုတာမနေအဝင်းနဲ့ကြည်သွားခြင်းသည်ဆိုတော့ဖေဖေအချိန်ဒီမှာအတော်ဆိုးနေပုံရပါသည်ကျမနဲ့အတားသည်ခေါင်းချင်းဆိုင်တိုင်မြင်ကြရင် ပြန်ရန်ကိုဆုံးဖြတ်လိုက်ပါသည် ဆရာဝန်ကြီးထံသို့အခြေအနေအရရက်ကိုရှင်းလင်းပြောပြသောအခါတွင်လည်းဆရာဝန်ကြီးကမြောင်းများရှိဆရာဝန်ကြီးထံစာရေးပေးုံမက စာစီထိုးစီအားလုံးကိုဝဲသွားရန်ရေးပေးလိုက်ပေသည် ကိုခင်မောင်မောင်ကလည်းရလရှိလျားစွာနီလာခဲ့ရသောစီးယုံကြီးကိုညီငွေလာပြီးဖြစ်၍မြောင်းများကိုပြန်ရန်သူအလွန်ပျော်ရွှင်နေပေသည်ကိုခင်မောင်မောင်၏မိမိများထံမှမြောင်းများကိုပြန်စဉ်တွင်ကတိကအောင်မဖြစ်အောင် လေပင်တွင်းရံနှင့်တင်မော်ပေါ်တွင်ပြုစုရန် သူနာပြုဆရာမလေးတယောက်ရပ်ပိုင်းနှင့်ငှားလာဖို့ငွေတင်ပို့လိုက်ပါသည်။ကျမကလည်းသားရှင်ပြုအတွက်သင်ကန်းပရိခေယအစုံအလင်ဝင်ကမြောင်မြောင်တို့ပြန်လာခဲ့ကြပြီသည်။မြောင်မြောင်အိမ်တွင်မမခနပြန်လည်ရောက်နေပါသည်။မမေပြောသလိုမြောင်မြောင်ကိုပြောင်းလာခွင့်တော့မရပါမအူပင်ကိုပြောင်းရသောကြောင့်ရခင်ကားတက်စားရင်းနီး၍လာပါသည်ဖိဖိစီလာလိုက်သူ့အိမ်ပြန်လိုက်လုံနိုင်ပေသည် ကျမတို့ပြန်လာခြင်းတွင်ဖိဖိယောဂသည်အတော်ပင်သက်သာလာပုံရပါသည်။မောင်ရီချမ်းကနည်းနည်းမိုးလင်း၍ဘဘချီဟုနှုတ်ဆက်လိုက်လျင်ပင်ဖိဖိမျက်နှာသည်ဝမ်းပန်းတသားနှင့်ရွှင်လန်းအားတက်သွားပုံရ၏။ဖိဖိထမင်းစားချိန်တွင်လည်းမောင်ရီချမ်းသည်ငါကြော်ထဲပြီးဟင်းချိုတောက်ပါအောင်နှင့်အတော်ကိုဖိုးရီလို့သူနှင့်အစဉ်ပြေသော ခလေးတစ်ယောက်ဖြစ်လာတော်သည်။ လင်းတော်မောင်ကိုလဲဘင်းကလည်းရှိနေ၍စာရေးတောက်ရီရေချိုးနောက်ပြီးသွားသည့်ကိစ္စကအစကျမကိုယ်တိုင်လောက်ကိုင်းပေးရပေးသည်ဖိဖိနာရင်ဘူမမနှင့်မမေက တလဲစီရှိနေပြီ၍တော်ပါတော့သည် မောင်ဤချမ်းသည် သူ့အင်အားလေးမဖြစ်စလောင်းနှင့်ခဏခဏဆိုသလိုပင် မောင်ဤဘိန်တက် ကလထိုင်ကို တွန်းရွှေ့ချင်မှသည် သူ့ပေနာမမခွာအယုတ်ကားချက်များငှက်ရောင်စုံများနှင့်အတူရေးဆွဲထားသော ABCD စလုံးများ ကကြီးကဝေးများကိုဖက်ပြသောအကားရင်းမူကိုခင်မောင်မောင်သည် သူ့ရောကားကို မေးသလိုဟဲ့ပက်ပက်ရေပါတော့သည်စင်စင်မတော့မောင်းလိုဒုက္ခိတအဖို့သူ့သားမောင်ရီချမ်းသည် သူ၏ကဘာဖြစ်နေတော့သည် တနေ့တွင်မူမိမိကစကားစားလာသည်ခင်မောင်မောင်ခြေတော့ကလည်းစန့်ထောင်ကြည့်လို့ရလာပြီပဲလမ်းမလျှောက်နိုင်သေးတာကိစ္စမရှိပါဘူးမောင်ရီချမ်းကိုသင်ငန်းစီပေးရအောင်နောက် ခုနှစ်နှစ်ကျော်လို့ရှင့်ကျင့်ဝတ်တွေဘာတွေလိုက်နာနိုင်တော့လဲတခါထပ်ပြီးရှင်းပြသေးတာပေါ့ယောက်ျားလေးဆိုတာမင်္ဂလာမဆုံးပါဘူးဟုတ်ပါတယ်တသက်ရဖေဖေလေးစိတ်အေးသွားဘုံကြီးเจ้าအောင်ကားနဲ့လိုက်ခဲ့နိုင်ပါတယ်ဟိုကြတော့လေဗိန်းတက်ကလထိုင်းနဲ့ဘုံကြီးရှည်သွားနိုင်ပါတယ်မောင်လဲအပြင်လေးပါလေးထွက်ချင်တယ်မောင်ရောမမေရောသဘောတူညီချက်အရရှင်ပြဖို့ရက်ကိုတတ်မှတ်လိုက်ပါသည်တသက် မောင်ရီချမ်းရှင်ပြူမောင်ကိုမိမိကမောင်ချမ်းဤအပီစီကိုစားရေးလိုက်တယ်။မိမိကပြောလာပြန်ပါသည်။ကျမစိတ်ထဲတွင်အတော်ပင်စိတ်ညစ်သွား၏။မိမိတို့ကလည်းဒီအိမ်မှာဘာပဲလုပ်လို့ဒီပြင်ဦးလေးအိမ်ကိုဘာကြောင့်များတန်တော်ဦးတင်ချင်ရတာလဲမသိဘူး။ကျမကစိတ်ပေါက်ပေါက်ရှိသည်နှင့်ခံငုံငုံပြောလိုက်၏။အမန်တော်မမေကိုယခုလိုပြောရင်မတင်ပါဘူး။ကျမဤဇတုံးနဲ့ကျမအရှုပ်ကိုမမေသိရသည်မဟုတ်ပေ ဟဲ့သမီးဖေဖေမရင်းရင်းချာချာတဲ့ကဆိုဒီပြင်ဦးလင်က ကိုပါရှင်မဲရှိတော့တာသူလည်းအခုလိုမကြမ်းပါချိန်မှာသူ့ဆွေသူမျိုးတွေ့ချင်မှာပေါ့သမီးဖေဖေဖိတ်ခိုင်းလို့သူမျိုးရှင်ပြူလာဖို့ကိုဖိတ်လိုက်တာဥပါရှင်တို့လာနိုင်ရင်တော့ကောင်းတာပေါ့အခုချမ်းရင်ကလိုက်လာမအောင်သမီးကတိတ်ဆိုတာပဲကျမသည်ကျမရင်ထဲရှိသမ ्या ထဲမှတဝက်တစိကိုပွင့်ထွက်လိုက်ပါသည်ဘလို့မင်းကလေးများပါလေ တမီးကဘာကိစ္စဒီမောင်ချဲကြီးလိုက်လာမှာကိုစိုးရိမ်နေရတာလေတကယ်တည်းတမီးတို့ကိုဘာလုံးမလိုက်လို့ကျမသည်မိမိကိုဘာမှပြန်မပြောရတော့ဘီတပြင်းအတားချကားကို့ကန်းသူကိုလဲဝင်လာခဲ့ရတော့သည်ဖခင်တကြမလို့တားလေးရှင်ပြူကိုဥပရှင်တယောက်ထဲသာလာပါစေအကိုချမ်းကြီးပါမလာပါစေနဲ့ဖခင်ကျမသည် ရှင်ပြူရဲ့မတိုင်ခင်ခဏခဏဆူတောင်းမိ၏သို့သော ကျမဆူတောင်းကားမပြေပါဘီရှင်ပြုရဲ့မတိုင်းမီနေရဲ့ဆော၍အကိုချမ်းအေးသည်သူအဖေကြီးဥပါရှင်နှင့်ရောက်လာတော့သည်အိမ်ဒီရခုမှလူစီနေတော့သည်မမကလည်းရှိနေ၏အကိုချမ်းအေးတို့တောင်းအဖကိုမူအိမ်အပေါ်ဓာတ်ကို ပေးထားရသည်ဖေဖေမောင်တို့မောင်မူအောက်ထက်တွင်ပင်နေကြရသည် ကျမသည်ဘလို့ပင် အလုတ်များများမောင်အနာတို့ရခင်ကားထက်ပို၍ကပ်ပါ၏။တောင်းလေးနှင့်မောင်အနာတို့ပင် အချိန်ကုန်ခဲ့ပေသည်။ ဘလို့ပင်ကျမတို့သည်အိမ်တောင်ရဲသားကြ၍နေကြပြီဆိုတော့လေကျမဤတခါကချစ်ဦးသူတရားမဝင်သောလင်သားဖြစ်ခဲ့သူတယောက်နှင့်ယခုနေအခါတိမ်တဲ့နေရာချင်းတွင် ကျမအနေအထိုင်မှာအထူးစင်ကျင်မှုတင်သည်ဟုကျမယူဆမိသောကြောင့်ဖြစ်ပါသည်မောင်အပါတွင်အိဆက်လေလျောင်းနေရင်ကပင်ဤအိမ်ကြီးတွင်တာမီ၃ယောက်အေးအေးချမ်းချမ်းနေခဲ့ပုံများ အကိုချမ်းအင်းရောက်လာသည့်နေ့နှင့် အကိုချမ်းအင်းအပေါ်စေရနာပူခဲ့ရသည့်အဖြစ်များကို ကျမပြန်တွေ့မိပါသည်။နောက်ဆုံးကျမဖွင့်ပေးသောအခန်းတကာမှပင်အကိုချမ်းအင်းသည်ဝင်ရောက်လာက ကျမအာသာလေးမောင်ရီချမ်းကို ပြည့်ရသွားသောအဖြစ်ထိတွေ့တော်မိသောအချိန်တွင်မူပူနေသောမျက်ရည်များသည်ပါပြင်မော်သို့စီကြွေလာကြပြန်ပါသည်။မကြည့်ချင်မြင်ရသောဆိုသလိုပင်ထမင်းဝိုင်းတွင်ဖြစ်စေ ဧကန်အဝင်ထွက်တွင်ဖြစ်စွေခဏခဏမျက်လုံးချင်းစုံမိကြတိုင်းကျမသည်မျက်လွှာကိုအသာချကခက်မှန်မှန်ပင်နေလိုက်ပါသည်တခါတခါတော့လေအင်မတန်အဲဝိချီသောတာတော်မောင်ကအကူချမ်း၏လက်ကိုဆွဲခေါ်ခဲ့၍ကိုခင်မောင်ရှေ့တွင်ထိုင်ခိုင်းထပ်ပေးသည်ကျမရင်ထဲတွင်တော့ရှင်ပြုရဲ့ကိုမြဲမြဲကုံစီခြင်းပေးသည်ဤမျက်နှာထားရသော အဖြစ်ကိုကြာရှည်လုံးနေရသည်မှာစိတ်ပင်ပန်းလာ၏ကိုခင်မောင်မောင်အနေနဲ့ရောဘယ်လိုနေပါမည်နည်း မတက်တာရီတော့ဖွင့်မပြောတော့လဲသူအဖိုးလဲစိတ်ချမ်းမြေမြေမဟုတ်ပြီကျမစိတ်ထဲတွင်တော့ကျမတို့ကပဲဖိတ်ခေါ်သည်ထားအောင် အကိုချမ်းအီးသည် သူ့ဖိတယောက်တည်းကိုသာလှုပ်လိုက်ဖို့တင်မာသည် သူကိုယ်တိုင်းလာရောက်ဖို့မတင်ကြောင်းကို သူ့ဟာသူတည်တင်သည်ဟုကျမထင်မိ၏ရှင်ပြုမြင်နေတွင်မူဖိဖိအနာတွင်မမဆောင်ရခါကျမတို့ကိုယ်ကဲ့သို့ဓမ္မိကာယုံចောင်းတိုက်သို့တာတာသင်္ကန်းဝတ်ပြန်ကျမတို့ထွက်ခွာလာပါသည် ရှင်ပြူမှာကြီးကြီးကျယ်ကျယ်မဟုတ်ပါဘီ။တားကလည်းသင်ခန်းကိုနိုင်သောအရွယ်မဟုတ်သေး၍မိတ်ဆွေသင်္ကာဟအ ਨੇ အချင်းပင်ဖိတ်ခေါ်ချွေးမွေးလိုက်ပါသည်။တားကိုဆန်ချမိအချင်းတွင်ပိတ်ဖြူစာဤအစွန်နှစ်ဖက်စီကိုကျမကတစ်ဖက်ကိုခင်မောင်မောင်ကတစ်ဖက်ကင်ထားကြ၏။တားသည်အလေတွင်စောင်းကြောင်လေးထိုင်နေပေသည်ဥပဇင်စရာတော့မှာတားဤကောင်းလေးကိုကင်ကာတင်းတုံသားဖြင့်ခေါင်းရိပ်ပေးနေပေသည်ကျမသည်တားကိုချင်ရင်အမှန်မတင်ခေါင်းမော်ကြည့်လိုက်မိ၏ ကျမရဲ့နေတွင်ဆက်ဆက်တုံသွားလေသည်ကိုခင်မောင်မောင်နောက်တွင်မမရဲ့နေသူမှာအကိုချမ်းအေးဖြစ်လေသည်သူဒီတိုင်းကောင်းမှသပင်လေးများတမျိုးစီတမျိုးစီပိတ်ဖြူပေါ်သို့ကြာသွားသည်ကိုစူးဆိုင်ခြင်းရင်အတော်ပင်စိတ်ထိခိုက်နေပုံရပေသည် သူ၏ခြင်ဝင်သောမျက်လုံးထဲတွင်မျက်ရည်များစိုနေတော်သည်ကျမ၏မျက်လုံးများရှိရာသို့သူစူးဆိုင်ကြည့်လိုက်သောအခါတွင်မူကျမမျက်လွှာချလိုက်ပါသည် ်ဆင်စစ်မှမူတစ်ဖက်သောအစွန်တွင်ပိဖြူစာကိုကင်ကာပုပ္ပဇရှင်တာမဏိဤမွေတပါခင်အဖြစ်ထိုင်လျက်ရှိရမည်သူမှ အကိုချမ်းအေးဖြစ်ပါ၏သို့သော သူဘဝကိုသူဖန်တီးခဲ့ခြင်းဖြစ်သည်မိသူကားမှ သူအားဤနေရာမှဖဲထုတ်ခဲ့ခြင်းမဟုတ်ပါဘီသူကံကြမ္မာကို သူဘသာ ဖန်တီးခဲ့ပြီးမှယခုလိုအချိန်တွင် သူနေရာ၌တခြားလူတယောက်လူစားဝင်နေရသည်မြင်ရပြန်တော့လဲစိတ်ချေကွဲနေရန်ရှိပေသည်သာသည် တရဏဂုံသုံးမကိုဖုံးတော်ကြီးချပေး၍ပိသားအောင်လိုက်ဆိုနိုင်သော အခါတွင်မူမောင်မျက်နှာသည် ပီတိနှင့်ရွှွှွှွင်ဝေနေတော်သည်တာတာမဏိအဖြစ်သို့ရောက်သောအခါတွင်မူကျမတို့အားလုံးရှိခိုးကြ၏ဖေဖေတောင်းဟုရှိမကုန်နယ်လီမောင်ရီချမ်းကစကကြီးစကကြဲပြောသောအခါတွင်မူမောင်ကဟဲ့ပပယ်ရင်လိုက်ပေသည်လက်ကိုက်ဘဝကိုမျက်နှာအိုး၍အကိုချမ်းကတော့တစ်ဖက်သို့ထွက်သွားတော်သည်ကိစ္စအလုံးပြီးချိန်တွင် ာအားတင်ငန်းဝင်းနှင့်ပြရင်ဖေဖေစီတို့ခေါ်လာခဲ့ကြ၏ဖေဖေဒီသူမြေအားတာမဏိအဖြစ်နှင့်မြင်ရသောအခါတွင်ဝမ်းသာခြင်းကြည်နူးခြင်းဖြင့်အတော်ပင်စိတ်နှလုံးချမ်းမြေသွားပုံရပေသည် ရှင်မြူးကိစ္စအပြည့်တွင် အကိုချမ်းအင်းတို့တောင်းပပြန်သွားတော့မှကျမရင်ထဲအလုံးကြီးကျသွားတော့သည်ဆောင်းကုန်ကန်ဒီလောက်တွင်ဖေဖေကွယ်လွန်သွားခဲ့ပါသည်မမကလည်းမအူပင်ပြန်သွား၍ကျမတို့အိမ်ဒီရခင်လိုပင်လူနေသွားတော့သည်သို့သော အိမ်ဆဲလေးသားတော်မောင်ရေချမ်းကြောင့်အိမ်မှာရခင်ကားလိုမဟုတ်စီစီပင်ပင်ဖြစ်နေသည်ရခင်ကားသားဆိုမိမိအဖို့အတော်ပင် အထီးကျန်ကခြောက်တွေ့နေမည်ဖြစ်တော်လေရှိခုတွင် မြေကိုကြောင်ပေါ်ရကြောင်ကျွရထမင်းကျွရနေမိမိသည်စိတ်သက်သာရရနေတော်သည်ကျမအဖို့မှာအခုမှသူနာပြုဆရာမဖြစ်နေတော်သည်ဘိန်းတက်ကလထိုင်ကိုတဖြည်းဖြည်းလဲလွတ်၍ကိုခင်မောင်မောင်သည်ဒုက္ခောက်ကင်ကဆန်းရီဆန်းရီရှောက်ကြည့်၏သို့တော်ကျမကိုတစ်ဖက်ကထွေထားရပေသည် သူလွှတ်ရမဖြစ်သေးသောကြောင့်သူဤစာမှုဝင်မှုအစအစမှာကျမအားလုံးလုပ်ပေးရ၏။ကုံလျော်ကင်းကိုလည်းဥပဖို့နှင့်လက်လွတ်ထားရကမြောင်းမြမျိုးပြင်ရှိချံကိုလည်းမာလီနေပင်ထားရသည်။ကျမတခါတခါတွားရောက်ကြည့်ရှုရ၏။ဝင်ငွေမှာရခင်ကားလောက်မများတော့လေမိသားစု စစ်စစ်စီစီသုံးလင်းမြောင်းမြလိုနေရာမှာတလ၄၀၀လောက်ဆိုရင်သုံးလောက်ပါသည်။၄ရာဆိုဒီမှာတောင်းမောင်ဤစီဘွားကနဲ့ဆရာဝန်ကားကြောင့်ကုန်ချင်းဖြစ်၏ ်ဒီစည်းိမ်များတွင်အိမ်စည်းိမ်မှာ200 300ဆိုလင်းပင် စားလောက်တောက်လောက်ပေးသည်နွေဦးတွင်ကောင်းကင်ပြသည် ကြည်လင်၍လာ၏။တာကြီးမောင်ရီချမ်းချစ်သောဆွန်များသည်လည်းကောင်းကင်တွင်ပြန်ဝဲ၍လာကြသည်။ဖြူလာ၍အားလွာသော တိမ်သားများမှာနွေနှင့်သမီး၏ရင်လွှမ်းထဲလိုပင် တလွယ်လွယ်လွင်ပါကမိုးကုတ်စဝိုင်းစီသို့ပြန့်သွားကြသည်။မောင်သည်ဘိန်းတဲ့ကလထိုင်မော်တွင်ထိုင်ကမြေပေါ်တွင်ကစားနေသောတာကိုကြည့်ရမှကောင်းကင်ကိုမော်ကြည့်နေ၏။ မောင်လေးအဲ့ဒီစုံငယ်ကြီးတွေလိုကောင်းကင်အနံပြန်လိုက်ချင်တာတဲ့ရဲ့သူဒီကျမအားလမ်းပြီးပြောလိုက်ဤဘယ်တော့များမှဒီဘိန်းတဲ့ကလတိုင်ပေါ်ကဆင်းရမလဲမသိဘူးလွတ်လပ်တယ်ဆိုတဲ့အရာသာကိုမောင်တော့စားထဲမှာပဲဖတ်ရပြီးငှက်တွေကိုကြည့်ပြီးခံစားရတော့မယ်ထင်တယ်သူစကလုံးများမှာစိတ်မချမ်းသာစရာများကိုသာဆက်လက်ပေါ်လာမည်ဆို၍ကျမသည် မြေပြင်ပေါ်တွင်ကစားနေသောသားကြီးကိုပွင့်ချီယူလိုက်၏ ကဲသားကြီးမောင်ရောညနေစာစားကြစို့နော် ဟုတ်ပြောပြောဆိုဆိုနေမောင်ကလထိုင်ကိုပါအိမ်စီတို့တို့ယူလာခဲ့ပါသည်ထမင်းစားနေကြစေမမေသည်စာတရွက်ကိုကိုင်းကထမင်းစားခန်းထဲသို့ဝင်လာ၏ခင်မောင်မောင်လေးလေကမောင်ချမ်းအိမ်စီကစားလာတယ်သူခွင့်ရရှိယူပြီးမြောင်းမြလာမလို့တဲ့မိမိကကလထိုင်တွင်ဝင်ထိုင်သည့်အထိမောင်မျက်နှာမှာဘလို့မှပြောင်းလဲသွားပုံမရပါဘူး ကျမသာစိတ်ထဲတွင်အတော်လှလှရှားရှားဖြစ်သွားပါသည်။စာအလိုကတော့ဒီမှာအိမ်ရှားပြီးအတီတကြငှားရတော့မှသူ့မိမနဲ့ကလေးတွေကိုခေါ်မယ်ဆိုပဲ။ဟုတ်မိမိကစာပါအကြောင်းကိုဆက်ပြောပါသည်။အဲ့ဒါအိမ်ရှားထားနေဖို့မိမိစီစားရေးလိုက်တယ်။သူလာလာချင်းတော့မြို့ပြင်ခြံထဲမှာရှိတဲ့အိမ်လေးမှာပဲခဏနေပြစေတဲ့။ မောင်သည်ကောင်းလေးတညင်ညင်နဲ့နားထောင်ရမှကောင်းသာပဲဟုဆို၏ကျမကတော့ရင်ထဲမှာမငြိမ်သက်သူပီပီပင် ဖွင့်မေးလိုက်၏သူ့လိုသူ့ကိုင်းနေဟာဘာလို့သူကဒီကို ခွင့်နေခဏခဏလာချင်ရတာလဲမမေရဲ့မမေသည်စာကိုပင်ဖွင့်ပြရင်းသူမောင်ရီကျဲရှင်ပြူလာကလေးကအေးပိုင်းနဲ့ထနုံချောင်းမှာဂုံလျော်ဆိုင်ဖို့မြေတွေကိုဂရန်ခံမှုစီးစင်းသွားတယ်တဲ့ ဒီမှာကုံလျှော်ဆိုင်ရေးအခြေချသွားရင်သူဟာဟိုအိုကအလုတ်ကိုထွက်ပြီးမြောင်းမြမှာပဲအခြေချမလို့တဲ့ကျမသည်ကြားရတော်တဲ့အတွက်တပြင်းချလိုက်မိ၏ပြင်ဦးလေးမှာပိုးစာပင်စိုက်အောင်မလားကော်ဖီချမ်းလောက်အောင်မလားလက်ဖက်ချမ်းရောလုံးနိုင်ရင်နဲ့ဒီကုံလျှော်မှာသူဟာစိတ်ဝင်စားရတယ်လို့ကျမက မမေ့ဘူးပြောရင်မောင်းသည်ကျမမျက်နှာကိုငေးဆိုင်ချနေ၏ ူဝါဒနာပါတာကိုတမီးရေမိမိကတော့မောင်ချဲကြီးလာတာဝမ်းသာတယ်တမီးဖေဖေလည်းမရှိခင်မောင်မောင်လည်းကောင်းကောင်းမမာသည်ဆိုတော့ဘာမဆိုမောင်ချဲကြီးကိုတိုင်မြင်နိုင်တာပေါ့ပြီးတော့သူကစိုက်ပျိုးရေးဝင်တော့မလားဟုတ်ပါတယ်တတရေမောင်တို့အဖို့သူလာတာအဆင်ပြေပါတယ်ကျမရင်ထဲတွင်မမေနဲ့မောင်စကားကိုဘာမှပြန်လဲမချေပါလို့တော့လေ အကူချင်အေးမြောင်မြောင်တို့ပြောင်းလာခြင်းသည်ကျမနှင့်မောင်အတွက်တစုံတရာအန္တရာယ်ဖြစ်လိမ့်မည်ဟုကျမယင်းထဲတွင် တွေးထင်မိပါသည်အကူချင်အေးရောက်လာပြီနော်ခြံလေးကအိမ်လေးကို အနေငယ်ပြင်ဆင်၍သူနှင့်တပည့်တယောက်နေပေသည်သို့သောအင်ကိုတခါတည်းမှ ရောက်လာတတ်ပါသည် တနင်္ဂနွေတနေ့တွင်ကျမဆရာဝန်အိမ်မှအပြန်မောင်ကိုတယောက်တည်းအခန်းထဲတွင်တွေ့ရသည် ်သူသည်ပြတင်းမင်းတွင်တယောက်ထဲထိုင်ကောင်ပြတင်းပေါင်ကိုလက်တင်၍အပြင်သို့ငေးနေပါသည်မောင်ရီကျမသူ့ကိုခေါ်ခေါ်ပြောပြောအနာကက်သွားသော အကာရင်မူမျက်နှာမှာရှင်ပြပုံမရပါဘဲကျမသည်ကျမ်းမော်ရင်ဒူထောင်ထိုင်လိုက်၏သူ့ပေါင်ကိုအသားလေးလက်တင်ရင်ပင်မေးချင်ရ၏မောင်ဘာဖြစ်လို့လဲဆရာဝန်ကြီးကလူနာတယောက်တဲနေရတယ်စောင့်နေရလို့တက်တက်ကြသွားတယ် သူသည်ကျမမျက်နှာပေါ်သို့သူမျက်နှာကိုမိုးကြည့်၍တက်ပြင်းရှူလိုက်၏။မောင်တယောက်တည်းပြင်းနေလို့တည့်ရဲ့။တာအောတတရဲ့တာအောတက်တက်သွားစားကကိုချမ်းအင်းလာခေါ်သွားတဲ့။မိမေကလည်းထဲလိုက်တယ်။မောင်အိပ်ပျော်နေလို့မသိလိုက်ဘူး။မောင်တို့တော့တာအောမရောက်လာသေးဘူး။မောင်တော့စိတ်ထဲမှာမအောင့်နိုင်ဘူး။ဒါနဲ့မိမေကိုခြံနေလိုက်ပြီးတာကိုသွားခေါ်ဖို့ပြောရတယ်။မိမေတော့သွားခေါ်တာပဲ။ အခုထိပြန်မလာကြသေးဘူး။လာမပေါမောင်ရေကျမမသူစိတ်သက်သာပါစေလို့ပြောတာပြောလိုက်ရပါတော့လေ။ကျမရင်ထဲတွင်တဒိဒိဖြစ်နေပေသည်။ตาလေးကိုပြန်မပို့ပါအောင်မလားဆိုသောစိတ်မှကျမကို အထူးချောက်ချားစေပါသည်။ကျမစိတ်ကိုကျမစူးစမ်းအလုပ်ပြီးကရောက်တဲ့ရာရာတို့အပားတွင် ဖုံတော့လိုက် စပွဲပေါ်မှာစာအုပ်လေးများကိုစီလိုက်လုံးနေရပေမယ့်တားမလာသေးသောအချိန်ပိုင်းလေးကိုနှင့်ချီစောင့်နေရသလိုကျမရင်ထဲတွင် ထင်နေပါသည်မောင်မျက်နှာကလည်းဘလို့အိန္ဒြေဆောင်ဆောင်သားပြန်လာခြင်းကိုအထူးတောင်းတနေသည့်ဆန္ဒမှာသူ့မျက်လုံးတွင်ပေါ်နေပေသည်မောင်ကြီးရေးချိုးမလားတသက်ရင်ွေးလှုပ်လိုက်တော့မင်းကျမသည် သူ့အပါကဲ့၍မေးလိုက်၏သူသည်ကျမလက်နှစ်ဖက်ကို ယူရစွာဆွဲယူ၍သူ့ပေါင်ပေါ်တင်လိုက်ပါသည်ကျမကလည်းချမ်းမြမော်တွင်ထူထောင်၍သူ့ကိုကြည့်နေ၏မချိုးကျင်သေးဘူးတသက်ရဲ့မောင်လေး တားပြန်လာမှတခုခုလှုပ်လို့ရမယ်ထင်နေတားကလည်းကြားလိုက်တာနော်သူ့အတန်မှာတုံရင်နေဤမကြောက်ပြန်လာမှာပေါ့မောင်ရင်တက်တက်လီမိမိကိုနောက်ပြောထားမယ်တားကိုအကိုအေးလာခေါ်ရင်မထဲပါနဲ့လို့သူ့အတန်မှာတုံရင်နေသည်ခက်လိုက်တာတက်တက်ရဲ့မောင်အပြင်ဇလန်းဟာဟိုမာရင်တကန်းရက်ခဲ့ပြီလို့အောက်မိနေတာမဆက်ချင်မဲနဲ့ဇလန်းတွေဟာရှိဆက်ရအောင်မယ်ဆိုရင်တော့မောင်ရင်ထဲမှာမပြောလာဘူးတဲ့ သူ့အတံမှာဝန်နေတံပါ၍ကျမရင်ထဲတွင်စို့သွားပါသည်။မောင်ရင်မောင်ထင်းတဲ့အထိဖြစ်မယ်မထင်ပါဘူး။တွေ့တွေ့ရရတွေတွေးမနေပါနဲ့။တွေးရတယ်တက်တက်။မောင်မလေးဘာမှမကင်လုံဘူး။သူ့သွေးဆိုတော့လေ။တားဟိုသူချစ်ရှာမှာပဲ။မောင်တောင်တက်တက်ရဲ့တားကိုအသက်လိုချစ်ပြီးမောင်ရဲ့ဘဝအားလုံးပုံအပ်ထားတဲ့ကဘာလေးတစ်ခုလို့မောင်အမှတ်မိတယ်။တက်တက်ပါပဲပြောပြော ဖခင်အရင်မှမောင်ကိုမသိဘူးပဲဒါမောင်ကမွေးကြွေးသူပဲဖြစ်အောင်တော့သူရပြောတော့တသက်ရဲ့သားကိုချင်းအပေါ်မှာများအချစ်ပူသွားရင်ဖြင့်မောင်ရင်ကျိုးရကြည်ရဲ့တသက်ရဲ့ဒီလိုနီးစပ်ခြင်းတို့လဲကိုချင်းအေးဟာသူ့သားရှိရာကိုများပြောင်းလာလေသလားမောင်သည်ပြတင်းပြင်ကိုငေးမျောကြည့်ရင်ပြောနေစဉ်တွင် သူ့မျက်လုံးမှာမျက်ရည်များဝဲနေပေသည်မဟုတ်ပါဘူးမောင်ရင် သူသားရေလို့ဘလို့မှလည်းမပြောနိုင်ဘဲဥပဒေနဲ့မှလည်းခေါ်ယူသွားလို့မဖြစ်နိုင်ဘူးမောင်ကဥပဒေနဲ့ခေါ်ယူသွားတာကိုမကြောက်ပါဘူးမောင်သားနဲ့မောင်ကိုတဖြည်းဖြည်းတွေ့ခွဲပြီးကိုချမ်းကြီးကတနည်းနည်းသားကိုအမှန်တွေပြောပြမှဖြင့်မောင်ကလည်းကွယ်စိတ်ချမ်းသာစရာတွေကိုကြံပန်တွေးပါမောင်နေကောင်းမှတက်တက်နဲ့အလုပ်လုပ်ရတာအားရှိတယ်အခုကိစ္စကလည်းမဖြေနိုင်သေးပါဘူးမဖြစ်နိုင်တာကိုတွေးမပူပါနဲ့ မောင်ပူပန်နေတဲ့ကိစ္စမှာအမေဖြစ်တဲ့တသက်ကအဓိကပါအဲ့ဒါကိုဝယ်မောင်ပိုးဆိုရင်လေသူဒီကျမခေါင်းကိုဖုတ်တဲ့ခါသူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်တက်ကိုမောင်တိတ်တနာတာပဲဘာပဲပြောနေနေတက်ရဲ့အချစ်ဦးဟာကိုချမ်းအေးပြီးတော့မောင်ဟာကျမ်းမလို့တွားလို့လာလို့ဆိုမောင်စိတ်တက်မကြပါဘူးအခုတော့မောင်လက်မလျှောက်နိုင်တော့တဲ့ဘဝဟာနှစ်နှစ်နေတော့မယ် တက်တက်ဟာမောင်နဲ့လင်းလို့များလို့မနေရတော့တာလဲနှစ်နှစ်ရှိပြီဒီတော့အိုးမောင်ရင်ကျမသည်မောင်ပါဇက်ကိုကျမလက်နှင့်ကမန်ကရန်လှမ်းပေးလိုက်ပါသည်ကျမမျက်လုံးထဲတွင်မူမြေအများစီကြလာပါသည်မောင်ပူပန်သည်ကိုကျမရိမ့်မိသည် မောင်သည်ကြိတ်မိတ်၍ကာလရှိလျားစွာပူပန်နေပါပကောပူပန်မဲဆိုရင်လဲပူပန်တင်ပါဤ သူကကျမအားလင်းနစ်မယားဘဝအတိုင်းမနေနိုင်သော ကာလမှာကြာမြင့်လာခဲ့ပြီးထို့အချိန်တွင် ကျမတခါကအယူမှုချစ်လာခဲ့သူက ကျမတို့အပါတွင် ရောက်လာပြန်သော အခါသူသည်ပုထုဇဉ်ပြီပဲကျမစိတ်ပြောင်းမိကိုကြဲ၍ပူပန်နေခဲ့ပြီမောင်တက်ကူချင်းဒီစကားဒီမာရင်ရက်ပါမောင်မရက်ပြစီနဲ့တက်တက်ဟာပုထုဇဉ်တယောက်ဖြစ်ရုံမကငယ်ရွယ်သူဆိုတော့ဘယ်သူမှဆိုစမ်းနာဆိုတဲ့သဘောကို ဘလို့လို့လွန်ဆန်နိုင်မလဲတကူပဲမောင်တောင်းမှန်မရစီမောင်ပြောနေတဲ့စကားတွေဟာတဝင်ကြောင်လို့မဟုတ်ဘူးဆိုတာတက်နားလေပါနော်တက်မောင်ကိုနားလေပါနော်တက်ကိုမောင်တနာတာပဲရှိတယ်တက်တက်လီမောင်စရင်တဘောကိုနားလေပါတယ်မောင်ပြောတယ်လို့တက်တက်ဟာပုထုစင်မှာပဲဒါပေမဲ့တက်တက်ဟာမျက်ကန်ကြီးမဟုတ်ပါဘူးတက်တက်မှာလူများတတွေခွဲ့ပက်လက်မျောရမယ့်အချိန်ရောက်တော့ လူသားမယောက်ျားတယောက်မလူရဲတဲ့စွန်စားခြင်းမျိုးနဲ့တသက်ရဲ့ဘဝကိုကဲ့တင်ခဲ့တဲ့မောင်အပေါ်မှာတသက်ဟာကျေးဇူးကမ်းမလာမောင်ရင်မောင်ရဲ့အချစ်ကျေးဇူးကိုဒီတစ်ခါမှတသက်ဆက်ရမယ်အလဲပါ မောင်အဲ့ဓာရီကိုမေ့ပြပြီးပျော်ပျော်ကြီးနေစမ်းပါနောက်ဆုံးသူဒီမာနေမယ်ဆိုရင်တတူဒီမာမနေပဲပြောင်းသွားမယ်တက်ကလည်းကွယ်ပြီးစလေတွေးလိုက်တာငှက်တောင်သူ့အတိုင်မြုံလေးတနေရာကတနေရာပြောင်းဖို့ဘလောက်ခဲရင်လဲ မိမိအနေနဲ့ကရောသူ့ယောက်ျားခေါင်းချသွားတဲ့နေရာပြီးတော့သူ့ချမ်းမြေသူ့အိုးအိမ်ရှိနေတာဘယ်ပြောင်းခြင်းမလဲတကယ်လို့ချင်းနေစူးစူးရွရွဖြစ်လာရင်သာတသက်ကပြောတာပါဘယ်သူကကို့ချင်းနေကို ပြောင်းခြင်းမလဲပြီးတော့မိမိရေးဖေဖေရေးတားမောင်ရီချင်းအတန်မှာဧကံမှာပေါ်ထွက်လာတော့ဤထိုအတန်ကြောင့်မှကျမတို့နေအောင်လုံးပြုံနိုင်တော့သည် သူသည်လက်ထဲမှဘောလုံးကိုမြောက်ကကျမတို့ရှိရာသို့ပြေးလာ၏ဘောလုံးကိုမောင်တန်းသို့ပြပေးရင်ကျမရင်ခွင်ထဲသို့တိုးဝင်လိုက်ပါသည်ကျမမျက်နှာကိုမောကြည့်ကဟင်မမေဘာလုံးငိုနေလဲဟုတ်တာကသူ့လက်ကလေးနဲ့ကျမမျက်နှာကိုကင်ကာမေး၏တာအပြင်သွားလဲနေတာအကြာကြီးဆိုတော့မမေကတာကိုအောင်းမေ့ပြီးငိုနေတာပေါ့နောက်ကိုတခြားနေရာသွားရင် အကြာကြီးမနေရဘူးနော် မမေးတို့ဘဘကြီးတို့မပါပဲလဲဘယ်မှမသွားရဘူးမောင်ရီချမ်းသည်မောင်မျက်နှာကိုမော်ကြည့်လိုက်၏ဖီဖီအိပ်ပျော်နေတာနဲ့တော့လိုက်သွားတာဦးလျာနောက်တစ်ခါလာရင်တနတ်ဝယ်ပေးမယ်တဲ့ဖီဖီထလို့ရလာပြီလားတောင်းတဲ့ဘောလုံးကန်ရအောင်ဦးလေးနဲ့ဘောလုံးကန်ရတာသိပ်ပျော်တာပဲမောင်သည်မျက်နှာလေးတစ်ချက်ညှို့သွားရကသူ့ပေါင်ကိုအသာဖျင်းခေါင်းကပြလိုက်၏မကြခင်ဖီဖီခြေထောက်ကောင်းသွားတော့မှ ။ကားနဲ့ဘလုံးတူတူကမ်းမယ်နော်။ငါသားကြီးကတနေ့လုံးသွားနေတော့ဖေဖေမှတယောက်တည်းပြင်းနေတာသားရဲ့။သူသည်မောင်ရီချမ်းကိုပေါင်ပေါ်ပွေတင်ကနှစ်ဖူးလေးကိုတရူတရားနမ်းလိုက်၏။ချန်နယ်မှာကိစ္စများကိုယခုတလောကျမကိုယ်တိုင်သွားရသည်။ပေးမွေးသောလုပ်ငန်းများမှာခေတ္တရထားရ၏။တညင်းချင်း၊ကွန်တီများစုကိုချင်း၊စောင်းရသည့်ကုံစင်းများပေါ်ချင်းတွင်ဖိဖိလုတ်တလို့သားမီနှောင်မှအငားမာလီကြီးဥဖူးနှင့်အတူအလုပ်လုပ်ရသည်။ ဖိဖိလိုတော့တပင်ချိုတပင်ချောင်းမဝင်ရပါငွေရှင်သည့်ကိစ္စလုံသားတချို့ပတ်စံပင်သည့်ကိစ္စခြံဆိုင်ပြိုးရေးကိစ္စအတွေ့လိုအပ်သောကိရိယာတစားပလာများဝေပင်းရသည့်များကိုသာကျမလုပ်ပါသည်ခြံဆောင်ကြီးများမှမျိုးစီရှာသောအလုံးနှင့်တကားဟင်းရွက်များကိုစီးနှောင်သည့်အသည့်သူတို့မိသားစုဖိဖိစီစီလုံပေးနေပေသည်ပြိုးပင်လီများဆိုင်ချင်းတွင်ပေါင်းတင်သည့်ကိစ္စအဝဝကိုသူအငါလူများနှင့်ဆက်သွဲလုပ်ပေး၍ကျမတို့မှသူအ အတော်ကျေးဇူးတင်ရပါသည် အကူချမ်းအေးကို channel ရှိအိမ်လေးတွင်မြင်ရတော့လဲမမီကအမြဲပါသည့်အတွက်ကျမသည်ရရဲဝင်ဝင်သွားလာရဲပေသည်မမီနှင့်သာတွေ့သည့်အခါစကားလက်ဆုံးကြတော့လဲကျမသည် သူနှင့်မတွေ့အောင်တတ်နိုင်သလောက်ခက်ဝေးဝေးသို့ရှောင်ထွက်သွားပေသည်တသက်ရီဥဖူကြီးဟာတင်းင်းတွေဖောက်တဲ့ပေးပြီးအတော်ပြားနေတယ်တဲ့မနေ့ကသူ့သမီးလေးပြောသွားတယ်မမီလဲမောင်ကြီးချမ်းចောင်းလိုက်ပို့ရအောင်မဲ တမိတွားကြည့်လိုက်ပါအောင်ဆရာဝန်တွေဘာတွေများခေါ်ဖို့လိုလားပြီးတော့သူပေးတဲ့ဒင်းဘိုးငွေတဲကလူငါးတွေအတွက်ငွေလဲရှင်းပေးခဲ့ပါမိမိခိုင်းချင်အရာ ကျမ channel သို့ထွက်လာပါသည် channel ရောက်ချိန်တွင်မိုးများသေးနေတော့သည်ဥဖူးဤအဖျားမှာအေးမိသွားခြင်းဖြစ်ပေသည်ဥဖူးဤမိမကဒင်းရောင်ရောင်ငွေများကို ကျမအားစီကြွေးအံ့ဤနေပါအောင်ပင်ကန်ဒီမှာတက်တက်ယူပါမယ် ဥဖူဖျားတော်ကိုဆရာဝန်ခေါ်ခြင်းသေးလားကျမကသူ့ဇနီးကိုမေးလိုက်၏မလိုပါဘူးတသက်ရဲ့မနဲ့ဟိုအိမ်ကဆရာချမ်းအိလာပြီးတော့ဆေးပြားလေးနှပြားတိုက်လိုက်တာချွေးတွေအတော်ထွက်လာတာတော်တော်ကိုက်မထားခြင်းလို့အကြောင်းကြားလိုက်တာပါမတ်တသက်ကိုဖူအနာနေလိုက်အောင်နော်လူငါးတွေသွားခေါ်လိုက်အောင်မေသူတို့လောက်ကလေးရှင်းပြီးသွားပါ ဟုတ်ကဲ့သွားခေါ်လေး ။ဥပုဇ္ဇနီတော်များထွက်သွားရင်ကျမသည်တယောက်တည်းလူနာပေတွင်ကျန်၏။သူ့တမီးလေးများပဲသွားနေသည်မသိပေ။မကြခင်ပင်အပြင်းမလူတယောက်ဝင်လာ၏။အပြင်းမလာသူမှအကိုချမ်းအေးဖြစ်ပါသည်။ကျမယနေ့ကအလိုလိုအသေးကြောင်နေသူမို့အကိုချမ်းအေးကိုမြင်မြင်ချင်းလှန်သွားတော်သည်။သူ့မျက်နှာသည်လန်းလန်းဆန်းဆန်းရှိပုံမရပါပေ။တက်ဘာလာလောက်တာလဲ။သူဒီပက်လက်ကလထိုင်မော်ထိုင်ကမေးလိုက်၏ကျမကမူ ကြံမြင့်မော်ထိုင်ရင်အိပ်ပျော်နေသောဥဖူးမျက်နှာကိုစိုက်ကြည့်နေလိုက်မိသည်ဥဖူးနေမကောင်းတာလားမေးတယ်မနေ့ကပဲအကိုဆေးမင်းပြားတိုက်ထားတယ်တက်ကိုကြည့်ရတာအကိုရုပ်အတွင်ရှောင်ရှောင်သွားတာပဲမနေ့ကလည်းစိတ်ထဲမှာမနေနိုင်လို့ကြောင်သွားပြီးမောင်ရင်ချမ်းကိုတွေ့ရသေးတယ်။တာဟီကလူလေပဲ။ဦးလေးအိမ်လိုက်လေပါအောင်ဆိုတော့မိမိငိုနေလိမ့်မယ်တဲ့။မိမိကမှားထားတယ်။သူများအိမ်မသွားရဘူးဆိုပဲ။တက်ကပြောထားလို့လား။ ကျမသည် သူ့စကားကိုနားထောင်ရင်းကြောင်းနေသည် အထူးသဖြင့်ဥဖူအိပ်ပျော်တော်ရှိ မပျော်တော်ရှိဥဖူအနာတွင်ထိုစကားများကို မပြောစီလိုပါပဲဟုတ်ကဲ့ပါရှင်ဆ iam ကြီးခင်းနေယူရေးသားထားတဲ့သခုပန်ဝတ္ထုကိုအပိုင်းရှင်နေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ဆက်ပြီးခဲ့ကြတဲ့ຫນွေဦးမိသားစုဝင်ဒုတိယချက်စီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။ຫນွေဦးမိသားစုများအားလုံးလည်း ပြီးကင်းလို့ကျမ်းမာကြပါစီရှင်